်စစ်ကြီးမြင့်နေချင်းချင်းွေအကျွေးကျန်ရှိပါကနောက်ထပ်ချင်းွေမရနိုင်တာကြောင့် ARD တိုင်းနဲ့ပဲခူးတိုင်းတွေကတောင်သူတွေဟာမိုးစဘာကိုစိုက်ရီကရှော့ချစိုက်ပြိုးရမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုစဘာစိုက်တောင်သူတွေအနေနဲ့စိုက်ပြိုးမြေအေကတွေရှော့ချစိုက်ပြိုးရမယ်အခြေအနေဖြစ်နေတဲ့အတွက် မိုးစပါပေါ်ချိန်ထွန်းနှုံတိတိတာတာရောကြလာနိုင်တယ်လို့တောင်သူတွေကပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီလက်အောက်ခံစိုက်ပံကတော့တောင်သူတွေချီထားတဲ့ဘန်ချင်းဝေတွေပြန်ဆက်ခိုင်းနေပြီးမဆက်သူတွေကိုတရားစွဲမယ်။မြေယာသိမ့်မယ်ဆိုတဲ့ချင်းချောက်ပြောဆိုမှုမျိုးတွေပြုလုပ်လာကြပါတယ်။ရှိရောဆိုလည်းပါရော

လက်ရှိစပားစည်းကလည်းအလွန်ကျဆင်းနေတာကြောင့်စိုက်စည်းချင်းွေပြန်မဆက်နိုင်တဲ့တောင်သူတွေများနေပြီမိုးစပားဆိုက်ရာတီမှာပြပကနေအတုံးနှုံကြီးကြီးနဲ့ချီးယူစိုက်ပြိုးရမှာဖြစ်တဲ့အတွက်အခက်အခဲတွေရှိနေတယ်လို့သူကဆိုပါတယ်ကျွေးကျန်အကျေဆက်နိုင်မှာစိုက်ပျိုးစရိတ်ချင်းွေရမှာဖြစ်တယ်လို့ထုတ်ချီးရမှာလဲဆယ်အေကသာအများဆုံးပေးတဲ့အတွက်ငွေကြေးဖောင်းပွားမှုကြောင့်တက်လာတဲ့စိုက်ပျိုးစရိတ်လောက်အားကဒီဇယ်ပေါ်သွင်းအားစုဈေးနှုန်းကြီးမြင့်မှုတွေရလဲတောင်သူတွေအတွက်ဝင်းတော့ဝင်ဖို့ဖြစ်နေပါတယ် တဘာထွက်လာမှလည်းသူတို့ရဲ့လိုအားကနဲ့ဈာထဲမှာအဲ့လိုပေါ့နော်ဒီဘလိုပဲဖြစ်လိုအပ်ချက်တွေရှိတာကိုသူတင်ရသူသဘောမျိုးသုံးရတာနဲ့တွေ့လို့ရှိရင်လုံးဝသူတို့မမြတ်ဘူးလေသို့တော်လည်းစောစောကပြောသူကတရားမှမဆိုင်ရင်ဒီ level ကြီးပြစ်ထားမှဖြစ်တာပေါ့နော်အဲ့တော့ဒါဆိုင်ဖို့အတွက်ကိုအခုကသူတို့ကအဲနိုင်ငံတော်ဆိုးအနေနဲ့တေကောက်ကိုဘလောက်ပေးလဲဆိုတာဆွမ်းကပြောလို့ပေါ့နော်တေကောက်သတိမ်းပေးတာလို့နောက်အခုကပူပေးတာလို့ရှိရေပေါ့နော်ဒါက ဒီ cyber security ရှင်းဝင်ပြီးဘူးအကြည့်ဆက်ထားတဲ့လူတွေပေါ့နော်အခုကအာတချို့ရွာတွေမှာ AI တိုင်းပဲမှာဆိုရင်စောစောလုံးမဆက်နိုင်ဘူးနည်းနည်းလာလာဟာတွေကိုဗစ်အဲကာလတောက်လျှောက်လုံးလည်းမဆက်နိုင်ကြဘူးပေါ့နော်အခုမှပြန်ဆက်ဖို့ဆိုရင်သူတို့မှလည်းစကားဝင်ဝင်မရှိဘူးပေါ့ပြီးခဲ့တဲ့2024 2025ခုနှစ်မှာစိုက်ပျိုးကြတဲ့စပားအပါဝင်စောင်းသီးနှံညွေသီးနှံတွေဟာမတည်ငြိမ်တဲ့ဈေးကွက်အနေထားနဲ့ရုတ်တရက်ဈေးကျဆင်းမှုတွေကြောင့်တောင်သူများစုကအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ် ။ AR တိုင်းမှာအတတင်စိုက်ပျိုးမြေအေက48သိန်းကျော်ရှိပြီးမိုးစပါးစိုက်ပျိုးအေက38သိန်းဝန်းကျင်ရှိတယ်လို့ AR တိုင်းစိုက်ပျိုးရေးဦးစီးဌာနရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။